အစိုးရရဲ့လေဝါချက်တွေကိုဖော်ထုတ်ပြီးတဲ့နောက်ရုတ်တရက်ပြောင်းဆုံးသွားတဲ့တစ်တော့ကလူမှုကွန်ရက်ပလက်ဖောင်းတစ်တော့မှာနာမည်ရလာတဲ့ Andrew Ryan ဆိုတဲ့ Gunnet Creator တယောက်ဟာသူ့ရဲ့ဗီဒီယိုတွေကနေတစ်ဆင့်အစိုးရရဲ့လေဝါချက်တွေကိုဖော်ထုတ်ပြသပြီးတဲ့နောက်ရုတ်တရက်ပြောင်းဆုံးသွားခဲ့ရပါတယ်။ပြီးတော့ဒီသတင်းဟာလည်းပဲဒေါမီလိုပဲအင်တာနက်ပေါ်မှာရန်ကုန်မှာပြန့်နှံ့သွားခဲ့တာဖြစ်ပြီးသူရဲ့ပြည်သက်တွေနဲ့ online အသုံးပြုသူတွေကြောင့်မှာစိုးရိမ်မှုတွေထိတ်လန့်မှုတွေနဲ့အမျိုးမျိုးသောသီအိုရီတွေပေါ်ပေါက်လာခဲ့ပါတယ် တကယ်ပဲအန်ဒရူးရိုင်ယန်ဟာသူ့ရဲ့အစိုးရကိုဖော်ထုတ်မှုတွေကြောင့်ပျောက်ဆုံးသွားခဲ့တာလားဒါမှမဟုတ် online မှာပြန့်နေတဲ့သတင်းအမှားတစ်ခုပဲလားအန်ဒရူးရိုင်ယန်ဟာ TikTok မှာတန်းနဲ့ချီတဲ့ follower တွေရှိတဲ့လူသိများတဲ့ content creator တယောက်ပါသူဟာပုံမှန်အဖြစ်တော့ဟာသဗီဒီယိုတွေလူမှုရေးဆိုင်ရာသတင်းတွေကိုတင်ဆက်လေ့ရှိတဲ့သူဖြစ်ပါတယ်ဒါပေမဲ့လူငယ်သောနေ့အနေငယ်လောက်ကရတတပတ်အနေငယ်အတွင်းမှာပဲသူဟာအစိုးရရဲ့မူဝါဒတချို့နဲ့နှိမ့်ဝတ်လုံဆောင်ချက်တွေကိုဝေဖန်တဲ့ဗီဒီယိုတွေစတင်တင်ဆက်လာပါသည်။သူရဲ့တင်ဆက်ပုံကရရဲ့တင်းတင်းနဲ့အထောက်အထားချို့ကိုကူကာပြီးတော့ပြောဆိုတာကြောင့် လူအများရဲ့အာရုံစိုက်မှုကိုလည်းရရှိခဲ့ပါသည်။အဲ့ထက်ပိုဆိုတော့ကသူဟာအစိုးရရဲ့လှိဝှက်ချက်တွေနဲ့ပတ်သက်လို့သူတို့တွေလုပ်နေတဲ့ project တွေကိုဗီဒီယိုရိုက်ပြီးတော့ online ပေါ်မှာတင်လိုက်တာဖြစ်ပါသည်။သူဟာအစိုးရကလှိဝှက်ထားပါရယ်မလာပါနဲ့လို့တားထားတဲ့နေရာတွေကိုတကူတကသွားပြီးဗီဒီယိုရိုက်ကူတာမျိုးတွေကိုပြုလုပ်ပါသည်။သူနောက်ဆုံးနေခဲ့တဲ့ဗီဒီယိုမှာဆိုရင်တော့သူဟာအစိုးရအဖွဲ့အစည်းတစ်ခုရဲ့ငွေကြေးလွှဲသုံးစားမှုနဲ့ပတ်သက်တဲ့အရေးကြီးတဲ့အချက်အလက်တွေကိုဖော်ထုတ်ပြသခဲ့တယ်လို့ဆိုပါရယ်။ အဲ့ဒီ Andrew Ryan ရဲ့ဗီဒီယိုဟာ online ပေါ်မှာကြည့်ရှုသူအများအပြားရဲ့အာရုံကိုဖန်ဆားနိုင်ခဲ့ပြီးတော့လူမှုကွန်ရက်တွေမှာအလျင်အမြန်ပဲပြန့်နှံ့သွားခဲ့ပါတယ်။ဒါပေမဲ့ဒီဗီဒီယိုကိုတင်ပြီးတော့မကြာခင်အချိန်လေးအတွင်းမှာပဲ Andrew Ryan ရဲ့ TikTok အကောင့်ဟာရုတ်တရက် online ပေါ်ကနေပျောက်ကွယ်သွားပါတယ်။သူရဲ့တခြားသောလူမှုကွန်ရက်စာမျက်နှာတွေမှာလည်းပဲဘာလို့ရှောင်းမှုမှမရှိတော့ဘဲအကောင့်တော်တော်များများလေးပျောက်ဆုံးသွားရပါတယ်။ဒါကြောင့်မလို့သူ့ကိုစိုးရိမ်တဲ့ပရိသတ်တွေကမျိုးမျိုးသောမှန်ဆချက်တွေကိုပြောဆိုခဲ့ကြတာပါ။ အချို့ကတော့ Andrew Ryan ဟာသူ့ရဲ့ဖော်ထုတ်မှုတွေကြောင့်အစိုးရရဲ့ဖိအားပေးမှုဒါမှမဟုတ်ရင်လည်းတိတိစိတ်ဖန်ဆီးလိုက်မှုအဲလိုမှမဟုတ်ဘူးဆိုရင် ANA ပေးမှုကြောင့်ပျောက်ဆုံးသွားတာဖြစ်နိုင်တယ်လို့ယုံကြည်ခဲ့ကြပါတယ်။အခြားသူတွေကတော့ဒါဟာအာယုံဆိုင်မှုရဖို့အတွက်သူကိုယ်တိုင်ဖန်တီးခဲ့တဲ့လက်ကွက်တစ်ခုဒါမှမဟုတ် online မှာပြန့်နှံ့နေတဲ့တရင်အမတစ်ခုသာဖြစ်နိုင်တယ်လို့ထင်မြင်ယူဆခဲ့ကြပါတယ်။အခုချိန်ထိတော့အဲဒီ Andrew Ryan ရဲ့ပျောက်ဆုံးမှုနဲ့ပတ်သက်ပြီးတိကျတဲ့သတင်းအချက်အလက်တွေဘာမှမရသလိုသူဟာလည်းပဲ online ပေါ်မှာပြန်မပေါ်လာတော့ပါဘူး။ သူရဲ့မိသားစုတငယ်ချင်းတွေကလည်းပဲသူ့ကိုရှာဖွေဖို့ကြိုးစားနေကြတယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ဒီပြည့်ရဟာ digital ခင်မာသတင်းအချက်အလက်တွေဘလောက်ထိလျင်မြန်စွာပြန့်နှံ့နိုင်တယ်လဲဆိုတာကိုပြသနေသလိုလူမှုကွန်ရက်သုံးဆွဲသူတွေရဲ့သတင်းတွေကိုဘလောက်ထိယုံကြည်သင့်လဲဆိုတဲ့မေးခွန်းတွေကိုလည်းမေးခွန်းထုတ်စရာဖြစ်လာပါတယ်။ Andrew Ryan ဟာအစိုးရရဲ့လေဝါချက်တွေကိုဖော်ထုတ်မိတာနဲ့တည်းမဲ့အခုလိုမျိုးပြောင်းဆုံးသွားကြတာဖြစ်ပြီးဒါဟာဘသူလက်ချက်ကြောင့်လဲဘသူစနစ်ကြောင့်လဲဆိုတာဘသူမှသိမှာမဟုတ်ပါဘူး။ဒါမှမဟုတ်သူဟာတကယ်ပြောင်းဆုံးသွားတာမျိုးမဟုတ်ဘဲဂွန်းနဲ့တစ်ခုဖန်ပြီးဖို့အတွက် ရွေကြက်ရှိရှိရှိရဖျောက်သွားကြတာလားနောက်ွယ်မှာစိတ်ဝင်စားစရာတွေရှိနေလားဆိုတာကတော့စောင့်ကြည့်ရမယ့်အချက်ပဲဖြစ်ပါတယ်။အမှန်တရားကဘယ်လိုပဲဖြစ်နေပါစေဒီဖြစ်ရဟာအင်တာနက်အသုံးပြုသူတွေကြောင့်မှတော့စိတ်ဝင်စားစရာကောင်းတဲ့လှိဝတ်စမ်းကြံမှုတစ်ခုအဖြစ်ဆက်လက်တည်ရှိနေမှသိကြပါတယ်။နောက်ထပ်လည်းအခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုကျွန်တော်တို့ရဲ့ page ရှိကနေပြီးတော့ share ပေးတင်ဆက်ပေးပါဦးမယ်။ဒါမျိုးလေးတွေကြည့်ရတာကြိုင်နေတတ်တယ်ဆိုရင်ကျွန်တော်တို့ရဲ့ page ရှိကို like and follow channel လေးကိုလည်း subscribe လုပ်ပြီးတော့ဆက်လက်စောင့်ကြည့်ဖို့အတွက်မမေ့ပါနဲ့။အစုံကြီးကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။